တူဘောတယောက်ကတော့မင်းကလေးနားထိုင်ပြီးမုတ်စားနေခဲ့တာပါဟဲ့တူဘောနင်တို့ဘာမှလုံးကူတော့လားလုံးကူမှာပေါ့ဟာငါဘိုက်စားလို့မုတ်စားနေရရင်တူဘောတို့ကတော့လေအဲမစားနေရပြီဒီလိုနဲ့လေနင်စင်ခနာကိုဖြစ်လာတော့မယ်သိရလားအောက်မှာဖြစ်မနေပါဘူးနော်ဒါတော့ချစ်ဖို့ကောင်းနေပေါ်ဒီကိုများပြောရတယ် ခင်ပိုင်းမှာတော့ဗိုလ်သူတို့အခွေသားတွေကစာနေငန်းထဲမှာဆွေယုံဆွေယုံနဲ့ရှိနေခဲ့ကြတယ်။အဲ့ဒီထဲမှာတော့မိဝိုင်းတော်မိကလေးတစ်တိုင်းကတအုပ်စုဖြစ်ပြီးဗိုလ်သူတို့ယောက်ျားလေးတွေကတအုပ်စုဖြစ်နေခဲ့တာပါ။ဟောင်းနီမနဲ့မြန်ကြောင်းမိတ်ပြီးကွာတို့တွေဘယ်သွားကြမလဲ။မလီကြောင်းလီနှစ်ရက်လောက်ပိတ်တောင်းမင်းကဘယ်သွားကျင်လုံးလဲတို့ဘွဲ့ဟိုတီတီပေါ့ကွာအိမ်မှာရှိနေမင်းဒီရဲ့အတိုင်းဥပိတ်ရလဲအေးစိတ်မနေရအောင်လီ။ တို့ရီရွာနောက်ကကွေးမြင်မှာစကိတ်သွားစီးကြအေးကောင်းနေကောင်းနေရှုံးနေသူမုတ်ဝဲကြွေးကြီးလောက်ကွာငါတော့စိတ်နေမိဝိုင်းတို့အုပ်စုထဲမှာတော့ဆီယမာကြီးမိဝိုင်းကစကားဆလိုက်တယ်ဟဲ့တဲလော်နေစောင်းနင်တို့ဆီယမာပေးတဲ့တင်ညာပုတ်စာတွက်ပြီးကြပြီလားငါတော့မတွက်ရသေးဘူးဟာတွက်လေချလေဖြစ်နေလို့ဟုတ်တယ်ငါရောပဲမစင်းသားတက်တော်ကနေထားလိုက်တာနေတွက်လို့ရရင်ငါတို့ကိုတွက်ပြပါလား ဟမ်အဲ့ဒီအချိန်မှာပဲဆီယာမက အခန်းထဲကိုဝင်လာခဲ့တယ်။ကဲသားတို့သမီးတို့မင်္ဂလာပါကွယ်။မင်္ဂလာပါဆီယာမ။အကောင်လုံးကပြိုင်လုံးနှုတ်ဆက်လိုက်ကြတယ်။ဆီယာမသားတို့သမီးတို့အသိပေးစရာရှိတယ်ကွယ်။ဒီနေ့ကထိန်ကိုဆီယာမတို့အကြောင်းကလေတက်နိုင်တဲ့အခန်းကြီးကပရိသတ်ပင်တီးပြီးတော့ပါဝင်ကြဖို့ကျောင်းဆရာကြီးကမှားလိုက်တယ်ကွယ်။ဂျေးသားတို့ခန်းကလေ ပရိသမင်းတို့ခုလောက်လုတ်ချင်နေဆရာမအေးကွယ်အဲ့လိုဖြစ်ဖို့ ਆ လေတကယ်လုံးလူနိုင်မှာဖြစ်မှာကွဒါကြောင့်မို့ဆရာမကဒီလိုဆုံးမြတ်လိုက်တယ်အရင်ဆုံးတားတော်သမီးတို့အလွန်ငွေထက်နိုင်တဲ့အခြေအနေကိုကြည့်ပြီးပရိသမင်းတို့ခုထွက်လို့ရရင်ထွက်မယ်မရခဲ့ရင်လည်းတခြားခန့်နဲ့သွားပေါင်းမှုစီစဉ်ထားတယ်ကွဟုတ်ကဲ့ပါဆရာမကဲဒီလိုဆိုတားတော်သမီးတို့ကကိုတက်နိုင်တဲ့လောက်တရားနေရာစပြီးတော့ပါဝင်လို့ရတယ် လုံးဝမတက်နိုင်တဲ့လူတွေကတော့လုံအောင်ပါဝင်လို့ရတယ်နော်။ဆီယမပြောတာနားလေရဲ့လား။နားလေပါလေဆီယမ။ကျောင်းသားတွေအကုန်လုံးကအားတက်သရောနဲ့ဖြည့်နေကြပြီမိ။အဲ့ဒီအထဲမှာတိတ်ဆိတ်နေတဲ့ကျောင်းသားလေးတယောက်ကတော့ဘသူမှသတိမထားမိခဲ့ကြပါဘူး။အေးကွယ်ဒီလိုဆိုစောင်းထုတ်ကြမယ်။ညနေကျောင်းဆင်းတော့ပေါ်တူနဲ့ငပိန်လေးတော်ဘိုးတို့နဲ့လမ်းခွဲလိုက်ပြီးအိမ်ကိုပြန်လာနေခဲ့ကြတာပါ။ ။အဲ့ဒီအချိန်မှာပဲအမိုက်ပုံးမေးမှာဘုကွန်ကောက်နေတဲ့ဖိုးခွားကိုမြင်လိုက်ရတယ်။ဟမ်ဟိုမှာတို့အကန်နေရဖိုးခွားမဟုတ်လား။အေးနော်။သူအဲ့ဒီအမိုက်ပုံးမှာဘာလုပ်နေရပါလဲ။အဲ့လိုနဲ့ဖိုးတူတို့လည်းဖိုးခွားနောက်ကိုသွားလိုက်ကြတယ်။ဟဲ့အောင်ဖိုးခွား။မင်းကအဲ့ဒီမှာဘာလုပ်နေရလဲ။ဖိုးခွားလည်းဘုကွန်နေရှာနေရကဖိုးတူတို့ကိုမြင်တော့လန့်သွားခဲ့တယ်။ဟို ိုငါဘူးကုန်ကောက်နေရပါဟာမင်းဟာဒီဘူးကုန်နေကောက်ပြီးတော့ပြန်ရမလို့လားဟုတ်ဟုတ်တယ်ဟာငါလည်းမင်းတို့လိုလှူခြင်းလို့အိမ်မှာပြန်တော့မှုကြလေငါမိဘတွေကတနေ့လုံးမှတနေ့စားရတာဆိုတော့မတောင်းရလို့ဖိုးကားစကားကြောင့်ဖိုးတို့နင်းအောင်လေစေမကောင်းဖြစ်သွားခဲ့ကြတယ်မလူနိုင်လည်းဘာဖြစ်လဲပိုကရဲ့လောဝါဒါနာပါဝင်လို့ရတာဗျာမဟုတ်ဘူးဟာငါလည်းငွေကြေးနဲ့ပါဝင်လှူဒန်းကျင်တာပါ ဒါနဲ့ဖိုးတူကတစ်ချက်တွေးလိုက်တယ်။ဟွန်းဒါဆိုဒလုံလုံးပါလား။မနဲ့ပြန်ငါတို့အိမ်မှာပဲတွေလာချစ်ကူလေ။မင်းကိုနေစားကပေးမယ်လေ။ဘယ်လိုလဲ။အဲ့လိုဆိုရင်တော့ဝမ်းသာတာပေါ့ဖိုးတူရဲ့။အေးပါရပါတယ်။ဒါဆိုငါရောလာလို့လို့ရလား။တိတ်ရတာပေါ့ကွာ။ညဘက်ရောက်တော့ကိုတူလေတီဗီထိုင်ချနေတဲ့အဖေပြည့်သူနာကိုတွားလိုက်တယ်။အဖေ ဟင်ပြောနေသားလေဟိုအဖေရဲ့ဘဲတွေကခြေတော့မှမလာရင် ဟုတ်တယ်ဒါရဲ့အဖေလူရှာနေရမရတဘူးဖြစ်နေလို့မနေ့ပြန်ပြန်သွားရှာရအောင်ပါဟိုဒီလိုဆိုမရှာနေတော့ဘီတောက်ခေါ်ထားပြီးပြီဟင်ဘယ်ရလူခေါ်ထားရုံဒါရဲ့ဟာဒီလိုနဲ့ဖို့တူလင်ကတင်ရအတွက်လှူရန်ကျင်နေတငယ်ချင်းတွေအကြောင်းပြောပြလိုက်တော့ရင်အင်းတအားတို့တငယ်ချင်းတွေကလူကျင်တန်းညီစိတ်ကြီးမကြတဲ့ကူ လူငယ်တွေခုလိုစိတ်ရှိတာကောင်းနေကွယ်။ဒါဆိုအပြေလက်ခံတာလိုက်။ဒါပေါ်ငါသားရဲ့လက်ခံတာပေါ့။ရှင်ဒါမှတို့ပေပြီကွ။ဒါလို့ဆိုတောင်းအောင်လေလိုအပ်ကပေးရမှာနော်။ဒါမှလေတားလဲမများလှူနိုင်မှာ။ကောင်းပါပြီဗျာ။ကောင်းပါပြီ။နောက်နေ့ရောက်တော့မိဝိုင်းနဲ့ဆောင်လေပိုတူတို့အိမ်မှာပဲသွားချွေချောင်းမှုအတွက်စပိန်နဲ့ထွက်လာခဲ့ကြတယ်။မိဝိုင်းနောက်မှာထိုင်စည်းလာတဲ့ဆောင်ကမိဝိုင်း ပဲလွန်ကဘာလို့လိုက်မလာလဲပဲလွန်ကမနဲ့ကြီးတွေကအရင်လုံးတင်နေတပတ်ရောင် လိုက်သွားတယ်တဲ့ဟိုတောင်မို့ငါလဲနစ်စီကိုလာခဲ့လိုက်တာဟမ်အော်တို့ပဲလွန်မာလေလေပဲ့ရက်မှာတော့မအငြင်းမနေရပါလားအဲ့ဒီအချိန်မှာပဲသူတို့ရှိကနေတော်ဘောကတကြားလုံးလေးစုံလိုက်စပိန်တရားကွေးလေးနှိမ့်လိုက်နေလာနေခဲ့တာပါအဲ့ဒါကိုမြင်သွားတဲ့မိမိုင်းကဟဲ့တော်ဘောနေပဲသွားမလို့လေဘဲမရင်မဟုတ်ပါဘူး ငါတို့စက်ကိတ်စီတောင်ကိုချိန်ထားပြတ်သွားလို့ဟာအဲ့ဒါအာမှုရုံးနဲ့တူတာယာကွင်းလိမ်တိုင်းသွားကစားမှုသွားနေတာဟမ်နေမဲအားလုံးနေငါတို့ကလေခုဖိုးထုတို့အိမ်ကိုပဲသွားချွေမလို့ဟာနေအောင်လိုက်ခဲ့ပါလားတော်ပါပြီဟာငါသွားပဲကစားတော့မယ်အဲ့လိုပြောပြီးတုပ်ဘောကတာယာကွင်းကိုလိမ်လို့ထွက်သွားခဲ့တော့တယ်တုပ်ဘောတုပ်ဘောလူကောင်းသာကြည်နေရအစားနဲ့အစော့ပဲတည်ဒီလိုနဲ့မိဝိုင်းတို့လေအဲ့ဒီနေရာက စပိန်နေထွက်လာခဲ့ကြတယ်။ပိုတူအိမ်ကိုရောက်မှာတော့ငပိန်နဲ့ပိုခွန်ယူကအရင်ရောက်နေနေခဲ့ပြီးပဲချွေနေခဲ့ကြတာပါ။ဟဲ့နင်တို့နေ့ကစောလာကြည်လား။စောစောပဲလေ။ဒါမှလောကပိုရမှာပေါ့ဟာ။ပိုခွန်ရောပဲချွေနေရဘယ်နဲ့နင်းရပြီလဲ။အဲ့လောက်ကြီးမရသေးပါဘူးဟာ။ခုမှသုံးမြေလောက်ပဲပြီးသေးတယ်။ဟမ်။ဩမစိုးပါဘူး။ငါလေဖိုးခွားကိုအမိလိုက်ရတော့မယ်။အဲလိုပြောပြီးတော့ မိဝိုင်းနဲ့စာအုပ်လေးငပိန်တို့နားမှာဝင်ထိုင်လိုက်ပြီးပဲချီနေခဲ့တော်လေဒါနဲ့ဖိုးထုရောဘဲသွားနေရလေဖိုးထုကအိမ်ထဲမှာတုတ်စားဖို့တခုသွားယူနေတာဟာဟီးမိုက်လိုက်လားအလုံလဲပြီးမုံလဲကျွေးပေါ့ဒါပေါ့ဒါပေါ့အဲ့လိုပြောပြီးတော့ဖိုးထုကမုံပန်းခိုင်လို့သူ့တို့နာကိုရောက်လာခဲ့တယ်ဒါနဲ့တို့ဘောက်ပေါ့ရောပါမလာဘူးလားမလေးဒင်းကိုတော့မပြောချင်တော့ပါဘူးဟဲ့ အောင်ဘူးလို့နေတဲ့တရားကွင်းလှိမ့်နိုင်ကစားဖို့ဆိုပြီးထွက်သွားလိရဲ့ကိုဝပောင်းပဲကောင်းနေဘာဖို့ပေးမှမရှိဘူးဒီလိုနဲ့ဘူတူနေမိဝိုင်းတို့နဲ့အတူပဲဝင်ကြည့်လိုက်ဒါနဲ့ဘူတူတို့အတန်းကပရိသမီတစ်ခုထွက်နိုင်ရင်သိတ်ကောင်းမှာနော်ဒါလို့ဆိုရင်တို့စိတ်ကြိုက်ပြင်ဆင်လို့ရတယ်ဟုတ်တယ်ဟာငါတို့အကျိုးစားနေပုံနဲ့ဆိုရင်ထွက်လို့ရှားလောက်တော့မှာပါငါအများကြီးရအောင်လုပ်မယ်ဘူတူ အေးပါဖြည်းဖြည်းလေးလုံလက်တည်နာနေပြီကဲတို့အခန်းပရိသာပင်လေးထထယ်လေးဖြစ်ဖို့စူးစမ်းကြစို့ဟိဒီလိုနဲ့တို့ဖွဲ့သားတွေလေးတက်ညင်လက်ညင်နဲ့ပဲချွေနေကြကြတယ်ဘယ်လောက်ကြာပြီးနောက်တော့ဖိုတူတို့အဖွဲ့သားတွေစာသင်ခန်းထဲရှိနေတော့ဆရာမဝင်လာခဲ့မင်္ဂလာနနက်ခင်းမှာတားတို့တမီတို့မင်္ဂလာနနက်ခင်းမှာဆရာမ ကောင်လုံးကဗျန်နူနှုတ်ဆက်လိုက်ကြ၏။ကဲဆီယမကတားရုတ်သမီးတို့ပြောပြစီရရှိ။ဆီယမတို့ကန်းကကတိန်ရွတ်အလွန်ငွေကောက်ခံရမှာထင်နာရတယ်ပူရနေတာဆိုတော့ဆီယမတို့ကန်းကဗရေသာမီတစ်ခုထွက်ပါမယ်။ရှင်တားရုတ်လုံနိုင်သွားပြီကွာ။ဟုတ်တယ်တားရုတ်ရဲ့။ဒါကြောင့်တားရုတ်သမီးတို့ကလူပဲဝတ္ထုကိုဘလိုလေးတွေလောက်ကြမယ်ဆိုတာအချင်းချင်းတိုင်ပင်လိုက်ကြနော်။အဓိကကတော့ ဘုံကြီးအကြောင်းအတွက်လိုအပ်မဲ့တဲ့နဲ့အရာလေးတွေပဲရွေးချယ်ကြမှာကွာဟုတ်ကဲ့ပါဆရာမပြီးတော့ပရိသတ်ပင်အလွတ်တွေကိုဘုံကြီးအကြောင်းမှာចောင်းသားတွေကိုယ်တိုင်းတွားယူကြရမှာနော်ဒါတို့တွားယူလိုက်ပါမယ်ဆရာမအေးကွယ်ဒါလို့ဆိုတားတို့ကပဲတွားယူပြီးတော့တန်ရှင်းရေးလုပ်ပြီးအချောက်ခမ်းနှားပြီးပါဟုတ်ကဲ့ပါဆရာမဦးတားတို့နေ့လေတမင်းစားချိန်မှာတွားယူထားလိုက်ပါမယ်အေးကွယ်ကဲကဲပြောစရာရှိရာပြောပြီးပြီဆိုတော့စောင်းထုတ်ကြမယ်နော် မနေ့ပြန်လို့ကတိန်လဲရမယ့်ရရောက်တော့ဖိုးသူတို့အကြောင်းသားယူလေပရိသတ်ပြင်းအတွက်လိုအပ်တာတွေပြည့်စုံရင်အလုရှုံနေကြရင်ဖိုးသူနဲ့ငပိန်ကတော့ပရိသတ်ပြင်းကိုစက်ကိုအစ်တွေကတ်နေခဲ့ပြီးမိဝိုင်းတို့မိကလေးတို့ယောက်ကလူပဲဝိတုတွေကိုအလားတင်နေကြတာပါဖိုးသူပရိသတ်ပြင်းပေါ်မှာတိမိုးကြမယ်မဟုတ်လားမိုးရင်တော့ပိုကောင်းမယ်ခြင်းနဲ့ပြီးတော့ပတ်စံလေးပါချိန်နိုင်ပိုကောင်းနေဟုတ်ကဲ့ဟုတ်ကဲ့ငါကြည့်လို့လိုက် တူဘောတယောက်ကတော့မင်းကလေးနားထိုင်ပြီးမုတ်စားနေခဲ့တာပါဟဲ့တူဘောနင်တို့ဘာမှလုံးကူတော့လားလုံးကူမှာပေါ့ဟာငါဘိုက်စားလို့မုတ်စားနေရည်တူဘောတို့ကတော့လေအဲမစားနေရပြီဒလုံးနဲ့လေနင်စင်ခနာကိုဖြစ်လာတော့မယ်သိရလားအောက်မှာဖြစ်မနေပါဘူးနော်ဒါတော့ချစ်ဖို့ကောင်းနေဘော်ဒီကိုများပြောရတယ်တော်ဘောလေငါတို့ကဘေးမဲ့ပေးထားတာကွသူမနဲ့ပြန်ဗဒေတာမီထမ်းရမှာလीအော်အေးဟုတ်သားပဲ မလီငါလေးထမ်းဖို့အတွက်ရည်ရွယ်ထားပြီးသားပါနော်ဒီလိုနဲ့သူတို့ဘဲ့သားတွေလေတော်ပေါ်ကိုစလိုက်နာနိုင်နေပရိသတ်ပင်လေတီလို့ပြီးသွားခဲ့တော့တယ်ဟိုးတို့အခန်းပရိသတ်ပင်တက်ပယ်လိုက်တာ ဟုတ်ပါနော်တို့အခန်းလုံနိုင်သွားပြီပေါ်တူတို့အဖွဲသားတွေလေသူတို့လှုပ်ထားတဲ့ပရိသတ်ပင်ကိုကြည့်ပြီးတော့ပီတိဖြစ်နေကြတယ်အဲ့ဒီအချိန်မှာပဲဆီယမကရောက်လာခဲ့တာပါ ဟုတ်အကုန်လုံးပြီးသွားကြပြီပဲဟုတ်တယ်ဆရာမရဲ့တားလို့လောက်တာဘယ်လိုနေလဲအဆင်ပြေရဲ့လားပြေပါတော့ကဲကဲဒီပရိသပင်ကိုဟောကန်နေမှာသွားတင်တာကြီးမနဲ့ပြန်လဲချိန်ထားတဲ့ချိန်ကိုရောက်လာကြအောင်နော်ဟုတ်ကဲ့ပါဆရာမဆရာမတားတော့ကကြောင်စိမ့်မဲ့ဝစ်လာရမှာလားဟင်ဟုတ်တယ်ဒုတ်ပေါ်လေးရဲ့ဆရာကြီးကယူနီဖောင်းပဲဝတ်ဖို့မှားထားတယ်ဟုတ်ဟုတ်ကဲ့ပါဆရာမနောက်နေ့ရောက်တော့ဖိုးသူတို့အကြောင်းကထွက်တဲ့ကတိနေလေး ရွာကထိန်နဲ့ပေါင်းပြီးလှည့်ကြတော့လေ။ထုံးစံအတိုင်းရွာလူကြီးဦးဆိုင်ကသာသနာအလံကိုင်လို့ရှေ့ကနေသွားနေခဲ့ပြီးမဲချစ်တို့အပြုတ်တတိုင်းနဲ့မိဝိုင်းတို့ကြောင်းမှုတွေကတော့တင်ငန်းကင်ပြီးတော့လိုက်ပါနေခဲ့ကြတယ်။အဲဒီနောက်မှာတော့ဖိုးထုတို့အကြောင်းကားတွက်တဲ့ပရိသတ်ပင်နေပြီးရက်ွက်တွေရလို့တဲ့ပရိသတ်ပင်နေကို ဖိုးတော်တို့ကာလာသားတွေရထမ်းပြီးတော့လိုက်ပါနေခဲ့ကြတယ်။ဖိုးတော်တို့နောက်မှာတော့ဥရှိယူတို့အဖွဲ့ကလည်းအိုးစီတို့ဘက်နဲ့မြန်မြန်ဆန်ဆန်ကရင် လိုက်ပါနေခဲ့တော့တာပါဟဲ့ဆောင်းဒီနဲ့လေတို့ရကတဲ့ဟာလူစီသားပဲနော်အေးဟာမနေ့ကတက်တောင်ပိုစီနေတယ်လို့ပဲဝူးပရိသာပင်မနေရတဲ့တုပ်ပေါ်ကငါရေးစနေတယ်ရေးပါကြလိုက်ရေးတော့ပါမလားဟုတ်ဟာဖိုးထုတော့အင်ရှင်းရောင်းရင်အေးတော့လိုက်လीအကြီးပြုံးတို့ကကတိန်လဲတဲ့သူတွေကိုအမောပြအောင်အေးတိုင်နေကြတယ်ဟာအော်ဟုတ်တယ်ငါလေးပြောမလို့မိနေရအဲ့ဒီရောက်မှတောက်ကြည့်တော့အေးပါအေးပါ ကတိန်ကင်းနေရင်လည်းရွာဦးဝစီရီနာကိုရောက်လာသေးတော်လေဟာရွာဦးစီရီတော်ရောက်လာပြီပဲမြန်လိုက်တာဟုတ်ပါနော်ကတိန်လက်တာပျော်စရာကောင်းလို့လာပြီဘလို့ရောက်လို့ရောက်လာမှန်းတော့မသိလိုက်ဘူးငါတော့ခြေကုံလက်မန်းကြနေပြီဟာတော်တော်မောနေပြီကြောင်မို့ပြောပါလေဝိတ်ကြပါလို့ခုတော့လမ်းမလျှောက်နိုင်တော့မှုတ်မိဝိုင်းတို့မိန်းကလေးအုပ်စုကခွန်ငေးတီကင်းနဲ့လိုက်ပါနေခဲ့ကြတယ်နောက်ဆုံးကဥွှေရိုးကတော့မမောနိုင်မပန်းနိုင်နေ ကားမြဖြောပြရင်လိုက်ပါနေပေးတာပါနောက်တော့ကတိန်လဲတဲ့သူတွေအကုန်လုံးလည်းတရားနာဖို့အတွက်ဘုံကြီးเจ้าအပေါ်ကိုတက်လာခဲ့ကြရင်ဘုံကြီးเจ้าအပေါ်ရောက်တော့အေးသွားတာပဲနော်ဟုတ်ပါဟုတ်ပါဖျားရိပ်တရားရိပ်ဆိုတော့အဲ့လိုပဲအမြင်နဲ့အေးချမ်းတယ်။သူတို့အဲ့လိုပြောနေတော့ခမုံကကြွလာခဲ့တယ်။ခမုံကြွလာပြီးတိုးတိုးနေကြတော့ ဒလုံးနဲ့ကတိန်ကင်းတဲ့သူတွေလည်းပုံမုံကတော့လိုက်ကြပြီးစတင်တရားနာကြတယ်။တရားနာပြီးနောက်တော့ဖိုးသူတို့အဖွဲ့သားတွေနဲ့ကျောင်းအုပ်ကိုဆင်းလာခဲ့ကြတာပါ။ဇေယျမှာအေးနဲ့မုတ်ကျွေးနေတဲ့မိချစ်ကဖိုးသူတို့ကိုမြင်တော့လှမ်းခေါ်တော့တယ်။ကလေးတွေလာကြဟဲ့ဒီမှာအေးနဲ့မုတ်လာစားကြည့်။ဝူးရေမောက်တဲ့မောက်တဲ့ ီလိုနဲ့တော်တော်လေးရှည်စုံနေမိသွားပြီးတော့မဲချစ်တို့ပေးတဲ့မုံနဲ့အီကိုယူစားနေခဲ့ရတယ်။တော်ဘောတို့ကတော့နော်အစားနဲ့ဆိုလက်သက်ချေသွက်ပဲ။ဒါဘောဟာဒါမှမငတ်ပါလေ။မိုင်းမဲချစ်တမီးတို့လည်းကုပေးရအောင်မလား။ရပါတယ်မိမိုင်းလေးရဲ့။မိုင်းတို့လည်းတော်တော်များများချွေးပြီးသွားပြီ။ဆရာတရားအဖိုးဖွားတွေစားပြီးရင်ပကံနေသိမ့်အောင်မေးကြတော့တာ။ဟုတ်ကဲ့ဟုတ်ကဲ့။ကိုကြီးဖိုးတော်တို့ရောလာမကူဘူးလားဗျ။ ဟမ်မလီကိုကြီးဖိုးတော်တော့မပြောချင်တော့ပါဘူးမနေ့ကတော့လာကူလှစ်မယ်လို့ပြောတာပဲဒီနေ့တော့တွေ့တဲ့အတိုင်းပဲပေါ်တော့မလောက်ဒီလိုနဲ့သူတို့ဖွဲ့သားပဲလေမဲကြီးတို့အကြီးတွေမုန်းတဲ့အီကို အာပါတရာစားနေခဲ့ကြတယ်နောက်တော့သူတို့အဖွဲ့သားပဲလေဖုန်ကြီးចောင်းကနေပြန်လာနေခဲ့ကြတာပါမိမိုင်းစောင်းနဲ့ပဲလို့ရောတို့နဲ့အတူဘာလို့လိုက်မလားလဲပဲလို့နေစောင်းဟာအနောင်လန်းကပုံနည်းလို့ဆိုပြီး ဲ့လမ်းမှာပြန်သွားကြပြီဟာဟာဒါနဲ့နင်တို့မနဲ့ပြန်ငါတို့ရင်လာခဲ့ကြအောင်နော်အိမ်မှာရွှေရင်ကြီးမှာဟင်ဟုတ်လားလာခဲ့မယ်လीငါတို့လीမနဲ့ပြန်တိမ်ပြီးတိမ်မဟုတ်ပဲစားရမယ်ဟိငါရောပဲဒီလိုနဲ့သူတို့အခွင့်အရေးလေးမနဲ့ပြန်မဟုတ်ပဲစားဖို့ကိုရှင်းခုံနေကြရင်ねဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့လीဟာဟာဟာ